ဒီနေ့ပိုင်းမှာတော့မင်းသားစီရမဲတော်မင်းကြီးကထင်လွမ်းနေခဲ့ပြီးတော့ကောက်ကျစ်တဲ့လူတွေကမင်းကြီးကိုထင်မဲသွားအောင်ကြံစည်ထားခဲ့တာလည်းဖြစ်ပါ诶မင်းကြီးလည်းအမျက်ချသွားခဲ့တာကြောင့်မမတော်တန်လျားထဲမှာတောခတ်ထားပြီးနေဖို့မင်းကြီးကမိဖုရားကိုလည်းအမိန့်ချခဲ့ပါ诶မဲတော်နဲ့တွေ့ချင်းခဲ့တဲ့မင်းသားစီကအဆောင်နေလင်းမှာခိုးဝင်လာခဲ့ပေမဲ့မဲတော်အကျမ်းမာရေးကြောင့်အတက်ကလည်းမျက်မျော်ပဲကြံနေခဲ့ပါ诶မင်းကြီးရဲ့နာမနေချင်းပေမဲ့မင်းကြီးအလေးထားမခံရတဲ့တမန်မင်းကလေးဖြစ်ခဲ့တဲ့မဲတော်က တိတ်ခင်မှာတော့မင်းကြီးကိုအပြစ်မမြင်ဖို့နဲ့မင်းကြီးပေးခဲ့တဲ့စွဲကြိုးလေးကိုလည်းနောက်ဆုံးအနေနဲ့လည်းပေးခဲ့ပါ诶မင်းသားစီကိုလည်းမဲတော်နဲ့ဝေးရအောက်နေရာဆွဲခေါ်သွားခဲ့တဲ့အချိန်မှာနောက်ဆုံးချိန်တွင်မင်းကြီးရဲ့နာမည်ကိုတိုင်နဲ့မဲတော်အားလည်းတည်ဆုံးသွားခဲ့ရပါ诶ယခုမင်းသားကပျောက်ဆုံးသွားခဲ့ရကြောင်းမင်းသားစီကိုလာတိုင်ပင်တဲ့အခါမှာရှန်အမ်းမှာတခြားနိုင်ငံမင်းသားတစ်ပါးပျောက်တာကိစ္စတိတ်တိတ်လေးမဟုတ်တော့ကြောင်းမင်းသားစီကလည်းပြော့ပြပါ诶တန်တရာဖြစ်စရာဒီရက်ပိုင်းမှာဖြစ်ခဲ့သေးတာကိုမေးတဲ့အခါမှာတော့ယွင်းဆဲကိုမျိုးစားရတာငယ်ကြီးစားဖြစ်တဲ့အာမလာကိုပြန်ပြီးတော့လိုချင်တော့သူ့နဲ့ပူပေါင်းဖို့ကန်လန်းခဲ့တာကိုလည်းတတိယသွားခဲ့ပါ诶 ကိုရံတော့အဲ့ချိန်မှာမင်းသားစီကိုရကုမင်းသားတတိယပြီလို့ပြောတဲ့အခါမှာရောက်ပါတော့ကဲဖို့တော့ဒါဆွဲရင်းနဲ့လည်းမင်းသားစီကလိုက်သွားခဲ့ပါ යි ရကုကိုဖန်ထားခဲ့တဲ့နေရာမှာတော့မြူဆာရဲ့တားနဲ့တိဆာပါဟုလူကူရောပါရှိနေခဲ့ပြီးတော့ရှူရဲပြည်နဲ့ထန်သားပြည်ကြားဆက်ဆံရေးကိုပြည့်စည်အောင်လုပ်ဖို့အတွက်ရကုမင်းသားကိုလည်းတက်မှာဖြစ်ပါ යි အကြောင်းအရတော့မဟာမိတ်နိုင်ငံကိုရောက်နေခဲ့တဲ့ရကုမင်းသားကိုတက်လိုက်မယ်ဆိုရင်နှစ်နိုင်ငံကြားမှာပဋိပက္ခဖြစ်အောင်ကြိုးပြီးတော့ကြံစည်ထားခဲ့ကြတာဖြစ်ပါ යි ရကုမင်းသားကိုလာခဲ့ခဲ့ကြတဲ့မင်းသားစီကလူအင်အားနဲ့နေတာကြောင့်ဒီတိုင်းဝင်တိုက်ခိုက်မဲ့အစားပလန်တစ်ခုလည်းချလိုက်ကြပါ යි မျိုးစားရဲ့တာယကုမင်းသားကိုမတက်ခင်မှာတော့တေလာတိုက်ခဲ့ပြီးတော့တေနဲ့နဲ့ဝင်လာတဲ့မူးလွယ်ခဲ့တဲ့ယကုမင်းသားကတော့ကဘာကြီးတစ်ခုလိုအောင်လဲဆာရှာလဲသွားခဲ့ပါ යි မျိုးစားရဲ့တာဒါနဲ့ယကုမင်းသားကိုရှင်းမဲ့လုံမှာတော့ဒင်းတစ်ခုလာပေးခဲ့တဲ့အဆောင်ကြောင့်မျိုးစားရဲ့တာအပြင်ကိုထွက်လာခဲ့ရလို့ယကုမင်းသားကိုစောက်ကြည့်ဖို့လဲမှားခဲ့ပါ යි တစ္ဆာဝါဟုလူကယကုမင်းသားပြဏမကြီးခင်မှာတက်ပြဖို့လုံနေခဲ့ရကြောင့်မျိုးစားသားရဲ့တသားတွေကလည်းတားနေတော့မှပဲနေရာကိုလည်းမီးရှို့ခံလိုက်ရပါ යි အဆောင်နေရာမိလောင်နေတာတားနေကြတဲ့အချိန်မှာယွန်းဆက်မင်းသားစီဖြစ်အာမနာတို့ကလည်းအတူတကွရန်သူတချို့လည်းရှင်းထုတ်နေခဲ့ကြပါ යි ခုလူကအခွေးရနေတော့မှာပဲယကူမင်းသားတပ်ဖို့လုံးနေခဲ့တဲ့အချိန်မှာရန်သူအယောင်ဆောင်လာခဲ့တဲ့မင်းသားစီတို့ကအချိန်မီလေးလက်ကဲတင်လာနိုင်ခဲ့ပါ යි အပြင်ဘက်မှာတော့စစ်တီတီကအယောင်ဆောင်လာခဲ့တာရမိသွားခဲ့ကြအောင်အခက်တွေ့နေခဲ့ကြတဲ့အချိန်မှာယွန်းဆက်နဲ့ကိုယ်တော်ကလည်းဝန်ကူတိုက်ပေးနေပါတယ် မင်းသားစီလည်းဝင်တိုက်ပေမဲ့တန်ချက်ကတွေကိုတုံသားခဲ့တဲ့ရန်သူတွေကြောင့်ဓာတ်တွေကိုတုံးပေါက်နိုင်ဖြစ်နေခဲ့ပါတယ်။လမ်းနဲ့လေပင်းရလာအားနဲ့ချက်ရှိရဝှစုံဖြစ်လာကြောင်းချက်ကောင်းအောင်ပဲဥတီတိုက်ခိုက်ဖို့အတွက်မင်းသားစီတို့ကလည်းပြစ်စင်လိုက်ကြပါတယ်။မင်းသမီးကိုတတ်မဲ့ရန်သူတယောက်ကတော့အမလာကမကြောက်မရွံ့ပဲနဲ့မျှနဲ့ပစ်ချလိုက်သူမင်းသမီးကိုကာကွယ်ရင်းနဲ့တိုက်ခိုက်နေခဲ့တဲ့မင်းသားစီကရန်သူတယောက်ရဲ့ဓာတ်နဲ့ခေါင်းကလည်းမိဆက်တော့မဲ့ရှင်လည်းဖြစ်ပါတယ်။ အဲ့ဒီအချိန်မှာခံစားတဲ့မျိုးသားတယောက်ကမင်တာစီရဲ့တောက်ကိုကယ်တင်လိုက်လို့သူ့ရဲ့လူတွေကလည်းရန်သူတွေအားလုံးလည်းဝင်တိုက်ပေးခဲ့ပါ诶မင်တာနံပါတ်5ဖြစ်တဲ့မင်တာစီရဲ့အကိုရောရှူဖြစ်ပြီးတော့ဂါဝါပြုတ်လိုက်ရင်လည်းနူထွေးစွာလည်းဖတ်ထားလိုက်ကြပါ诶မင်တာစီကိုငယ်တုန်းကအစင်းချထားခဲ့တဲ့မင်တာဆိုပြီးကိုကုန်းတယောက်ကနိုင်ချင်းနေခဲ့တဲ့ကာမှာဓမြစီတလှဲနဲ့ဝင်းစော်ပေးခဲ့တဲ့သူကအကိုရောရှူလည်းဖြစ်နေခဲ့ပါ诶စီမင်းသားကိုလည်းနိုင်ချင်းခံရလို့ရှိရင်ပြန်လည်တိုက်ခိုက်ဖို့ပြောပေမဲ့အစီကံတယောက်နဲ့အရှိန်ကုန်မခံဘူးလို့ပြောခဲ့တဲ့မင်တာစီကထူးခြားတဲ့မင်တာတယောက်ဖြစ်လက်ကိုတော်မှတ်ချက်ချထားခဲ့ပါ诶 လမ်းမတန်းရနဲ့ရတာခဲရှူမင်းသားကိုအမန္တကစိတ်သက်ပင်းနေခဲ့ပြီးတော့ယကူကလည်းပြန်လည်နိုးလာပြီဖြစ်ကြောင်းတာလီရလည်းလာပြောပြခဲ့ပါ၏။အကိုရောရှူကရန်သူတွေဝင်လာခဲ့တဲ့ဝတ်စုံတွေကအင်ရှစ်ဆန်မင်းသားဝင်လာခဲ့တဲ့ဝတ်စုံတွေဖြစ်ပြီးတော့အာလာရဖို့အတွက်အင်ရှစ်ဆန်မင်းသားအစွမ်းကုန်ကြိုးစားနေကြတာမျိုးထိတ်တိုက်ရင်မဆိုင်ဘူးမင်းသားစီကိုလည်းတည်တည်ပေးလိုက်ပါ၏။ ယခုမင်းသားပြန်ပြီးဆွဲခံရတဲ့ကိစ္စနိုင်ငံရေးနဲ့ပတ်သက်နေကြကြောင်းနန်းတော်အမြန်သတင်းပို့ဖို့အတွက်လည်းပြန်ရတော့မှာလည်းဖြစ်ပါတယ်။မင်းသားစီကိုတခုခုပြောချင်နေကြတဲ့ယခုမင်းသားအမန္နာကိုပတ်ထုတ်လိုက်ပြီးတော့ယခုမင်းသားပြန်ပြီးဆွဲတဲ့သူရင်နဲ့မင်းသမီးကိုတက်ဖို့ကြိုးစားခဲ့တဲ့သူတွေကမဟာမိတ်တွေဖြစ်ပူးပေါင်းလိုက်တာပြန်နိုင်ကြောင်းလည်းရှင်းပြလိုက်ပါတယ်။ရေပေါ်မှာကဲပြစ်တိုင်းစောနေကြတဲ့မင်းသမီးနဲ့ခွဲရတော့မှာမို့ယူဆက်ကသူ့နဲ့ပြန်လိုက်ဖို့ပြောပေမဲ့လှောင်ရဲမှာပြင်းမိနေကြတဲ့ငှက်မလေးကမင်းကြီးခွင်းပြုတ်ရင်တော့အကိုစီကိုလာလိုက်မယ်လို့လည်းပြောခဲ့ပါတယ်။ ရွှေဆဲကတိတ်တေလေတကယ်လို့များမင်းကြီးစီမှာမင်းတို့ကလက်ထက်ခွင့်တောင်းခဲ့မယ်ဆိုလို့ရှိရင်လက်ခံမှာလာရင်လို့လည်းတကောလည်းတွေးနေခဲ့ပါ යි ။ရောက်ကတော့ယကူမင်းသားနဲ့နှစ်နိုင်ငံကြားတပုံတွေကိုအတူတူရှင်းပြဖို့စီမင်းသားပြောတဲ့အခါမှာသူ့ရဲ့ညီမလေးကိုတော့မချစ်ဘူးလားလို့လည်းမေးလိုက်ပါ යි ။ယကူမင်းသားရဲ့စကားကြောင့်နောက်တစ်ခါဘယ်တော့မှမင်းသမီးကိုထပ်ပြီးတော့ထိခိုက်အောင်လုပ်မှမဟုတ်တော့ကြောင်းမင်းသားစီကလည်းပြန်ပြောလိုက်ပါ යි ။အကိုတော်လေးပြန်လည်သွားခဲ့တဲ့အခါမှာတော့အမလာကမင်းသားစီကိုတစ်ချက်တောင်လှည့်မချီတော့ဘဲနဲ့ရန်ရှိကြတဲ့ဇနီးမောင်နှံအဖြစ်ဟန်ဆောင်စရာမလိုတော့ကြောင်းလည်းပြောနေပါ යි ။ကိုယ်နောက်ဆောင်လည်းကိုပြန်သွားဖို့မင်းသမီးကပြောလိုက်ပြီးတော့ယူထမလို့ဖို့နဲ့မင်းသားပြောတဲ့တစ္ဆကံ ယောက်တတပဲလို့ပြောခဲ့တာမမေ့ကြောင်းမင်းသမီးကလည်းဝမ်းနဲ့စွာပြောနေပါ යි နယ်စပ်နာမှာရောင်းနေခဲ့တဲ့ယွန်ဆက်အမလာသူတို့ရဲ့ရှစ်မှာမပြောချင်အောင်ဟန်ဆောင်နေထားကြောင်းနဲ့လှောင်ရင်တည်းကငှက်မလေးလိုပဲလို့ယကူမင်းသားကလည်းပြောပြလိုက်ပါ යි နိုင်ငံရေးအကြောင်းပြချက်တင်တဲ့ကုန်ပစ္စည်းတစ်ခုပေါ်မှာမင်းသမီးကဖြစ်နေခဲ့ကြောင်းနဲ့မင်းသားစီကိုလည်းအမလာကတကယ်မရှိကြောင်းပြောလိုက်ခဲ့လို့ယွန်ဆက်ကအမလာတခြားသားမိမှာမပြောချင်အောင်ဘူးဆိုရင်တော့ပြန်ခေါ်ဖို့တော့လည်းစမ်းသပ်ရှိနေခဲ့ပါ යි ယွန်းဆက်ကစိတ်မချမှုများစွာနဲ့လောင်တဲ့ငှက်မလေးကိုတွားပြန်ခေါ်ဖို့တွင်းနေခဲ့တော့မှတခင်လေးလို့ဆိုကဟုလူကူကလည်းဒူးထောက်လာခဲ့ပါ යි လွန်ခဲ့တဲ့နှစ်ရနှစ်နိုင်ငံကြားယက်တိကြတဲ့ကြောင့်မိသားစုရာအမလာပေါ်မှာဘာခံစားချက်မှမရှိပေမဲ့နိုင်ငံတွေငြိမ်းချမ်းဖို့တော့ဆိုတဲ့အကြောင်းပြချက်နဲ့အမလာတော့သူမတို့သူမတခြားသားမိရာမိသားစုပါနဲ့ထင်များပြီးတော့စသေးခံခဲ့ရလဲဖြစ်ပါ诶မင်းသမီးတော့တတိမရှိခဲ့တဲ့မိသားစုရာပြန်လည်တောင်းပန်နေခဲ့ပြီးတော့အခုချိန်မှာရမ်းရှိမိခဲ့ကြောင်းလည်းဝေခံခဲ့ပါ诶 မင်းသားစီပြောခဲ့တဲ့တစက္ကတယောက်ဆိုတာမကြားခင်ဒီမင်းသားစီရဲ့အပေါ်မှာအမလာမျှော်လင့်ကရှစ်ခဲ့မိကြောင်းနဲ့မင်းသမီးကပြန်လည်ဝမ်းနဲ့ဆော့ပြောနေပါ යි မင်းသားစီရဲ့အရှိတ်ပေါ်မှာနှောင့်နှေးမှုတွေအတွက်မင်းသမီးလေးခံစားရအောင်လုပ်မိရဲ့မင်းသားစီကချယ်ဤပန်းနေတိုက်ခိုက်နေကြတဲ့လေဦးမှာအမလာကိုဖတ်ထားခဲ့ရင်လည်းရာရာတိုင်းတော့လည်းတောင်းပန်ခဲ့ပါတယ်။ဒါမင်းသားတို့ကလုံးချံသူကောင်းဆောင်တွေဖြစ်ကြတဲ့ကျမ်းပေါင်ဖူးနဲ့ဝီကျူတို့ရဲ့တင်ညာကိုစုံစမ်းသွားခဲ့မိပြီးမို့တွာဖန်ဖို့အတွက်ကိုယ်အောင်တမူးလေးကိုလည်းပြောပြလိုက်ပါ යි ။ မင်းသမီးလီနဲ့ရှစ်ချိုင်းနေခဲ့တဲ့ကိုအောင်တမှုကိုဒီတစ်ခေါက်ရင်ဆိုင်ရမယ်ရန်သူကတိုက်ခတ်ရကျွမ်းကျင်တာမျိုးဂူးဆိုင်ဖို့လီမင်းသမီးရလည်းမှားနေခဲ့ပါ යි ရန်သူကိုရှင်းပြပြတာနဲ့မင်းသမီးလီစီကိုပြန်လည်လာခဲ့တဲ့ခါကျရင်မိဘုံပွဲတော်မှာအပေါ်ဖြုတ်ပေးမဲ့အကြောင်းချီးရသူလေးကိုလည်းဂတိစကားကိုအောင်တမှုကလည်းပြောလိုက်ပါ යි စီမင်းသားနဲ့ဆက်ဆံရင်ပြန်လည်စီပြေသွားခဲ့တဲ့အာမလာမျိုးသားကိုရှောက်လက်ဖို့အတွက်လည်းအဝစားလက်လာလေးရွေးနေခဲ့ပါ යි မျိုးစားတော်မျိုးစားရဲ့တာကတစ္ဆာပေါက်လိုက်ရင်လည်းရှုမင်းသားကိုလည်းထိုးကျွေ့လိုက်ပါ၏မျိုးတန်းမှာမိထုံးပွဲတော်နေရှိသေးတာမို့အာမလာနဲ့အတူတူမင်းသားအဖို့ဖြူပေးနေရင်လည်းမုတ်ဆိုင်မှာဟင်းပွဲကြီးတစ်ပွဲနဲ့အာမလာကလည်းစားပြစ်လိုက်ပါ၏ဒီမုတ်ဆိုင်ကိုယွန်ဆန်းနဲ့လာခဲ့ဘူးတော့တည်သွားခဲ့တဲ့မင်းသားစီကတုံတုံနေခဲ့ပြီးတော့ကလေးဆန်နေခဲ့တဲ့မင်းသားစီကိုလည်းဖတ်ထုတ်လည်းခွန်ကျွေးလိုက်ပါ၏အရာရာရှိလုံးတာကြောင့်ဇိုးမကိုက်စားခဲ့တဲ့မင်းသားဖတ်ထုတ်တစ်ခါမှမစားဘူးတာကြောင့်သူမနဲ့လိုက်ခဲ့လို့ရှိရင်စားတော့စီရအကုန်လုံးပေးမယ်လို့လည်းကတိပေးလိုက်ပါ၏ လူရမ်းများတဲ့ပွဲတော်တခုကိုမွေးလို့ပုံစံနဲ့အမလာကတိုးဝေသွားခဲ့ပြီးတော့စင်ပေါ်ကအရင်လာတဲ့အမျိုးသမီးကသူ့ရဲ့ချစ်သူကိုပိုးပေါ်လုံးကိုလည်းပြစ်ပေးလိုက်ပါ၏။မင်းသမီးကအမျိုးသားအစားခုန်ပန်းလိုက်ပြီးတော့သူမမင်းသားစီတော်ယူလာပေးရလို့ဆိုကလည်းပြန်ပြီးတော့ပေးလိုက်ပါ၏။တကယ်ကတော့ခင်မိုးရွေးချယ်ဖို့တဲ့အမျိုးသမီးကချစ်ရတဲ့သူကိုပြစ်ပေးတာဖြစ်ပြီးတော့ဘလုံးရတဲ့သူကလက်ထပ်ရမယ်ဆိုတာကြောင့်အဖိုးကြီးတယောက်ကိုလည်းပေးပြင်းနဲ့လည်းထွက်ပြေးသွားခဲ့ပါ၏။ချစ်ရသူနဲ့ဝေသွားခဲ့တဲ့ငိုနေခဲ့တဲ့မျိုးသားတော့ဘလုံးပြတ်မပေးတဲ့အဖိုးကြီးကြောင့်လက်ထပ်ရမယ်အမျိုးသမီးကလည်းမေးလဲကြသွားခဲ့ပါ၏။လီမင်းသမီးတို့ဆန်တော်လေးလာခဲ့တဲ့ကိုကတော့တမွန် နဲ့ရနာဆန်ကိုရောက်နေခဲ့တဲ့မီတမီလီတို့ကလည်းတိုးခဲ့ကြပါရဲ့မြတမီလီတို့လက်ဆောင်ပေးချင်ပေမဲ့ငွေ30တောင်ဖြစ်နေခဲ့ကြအောင်ကိုယ်တော်တတ်မှုကလည်းပတ်စံမတတ်နိုင်ခဲ့အချိန်လည်းဖြစ်ပါ၏မြတမီကတော့စံတုံးလူယူလိုက်ပြီးတော့ခဲငွေ20အစားနှစ်သုံးဘက်စီပေးတာကြောင့်အမျက်တင်လာခဲ့တဲ့ဆိုင်ရင်ကြီးလည်းစစ်စစ်တက်တက်မြတမီကြောင့်ငွေ30တောင်နဲ့လည်းကိုယ်တော်တတ်မှုကလည်းရသွားခဲ့ပါ၏ပွဲတော်ရမ်းမှာလက်ဆောင်ပေးချင်တဲ့လီမတမီကလည်းကိုယ်တော်စောင့်နေခဲ့တဲ့အချိန်မှာကိုယ်တော်ကလမ်းမှာလာနေခဲ့ပေမဲ့ရှင်ပြရမယ့်တစ္ဆာပေါင်းရန်သူကိုတွေ့သွားခဲ့ကြအောင်တိတ်တိတ်လေးနဲ့နောက်ကနေလိုက်သွားရပါ၏ တဖက်မှာတော့မင်းသားစီကိုမင်းသမီးကပုံစံမျိုးမျိုးပွဲတော်မှာလှုပ်ပြနေခဲ့ပြီးတော့အတူတူလဲသဘောတကျလဲယူမောပျော်ရွှင်နေခဲ့ကြပါ යි ။သစပေါဖြစ်တဲ့မျိုးစားကြီးကသူ့စီကိုလာတာ HSM မင်းသားကိုထင်နေပေမဲ့တကယ်ကမင်းသားနံပါတ်5ရှူမင်းသားလည်းဖြစ်နေခဲ့ပါ යි ။နန်းတော်မှာထင်လွဲမှားမှုတွေဖြစ်အောင် HSM မင်းသားကအပြစ်ဖြစ်အောင်လဲမင်းသားရှူကနောက်ကွက်ကနေတကယ်တော့အားလုံးကိုလဲကြိုးကန်နေခဲ့ရလဲဖြစ်ပါ යි ။မင်းသားစီနဲ့မင်းသမီးကိုလည်းရှူမင်းသားတက်ခိုင်းခဲ့ပေမဲ့မအောင်မြင်ခဲ့တဲ့မျိုးစားမွေးစားသားမျိုးလုံးဖြူပြီးတော့တည်သွားအောင်လဲကြိုးခွင်းစုကလည်းတက်ပစ်လိုက်ပါ යි ။ ဆူတောင်းစာရေးစီတားခဲ့တစ်ပင်ကြီးစုကိုမိသမီးတို့ကရောက်လာခဲ့ကြပြီးတော့ဆူတောင်းစာတစ်ခုကိုယူလိုက်တဲ့အခါမိဘတွေဖြစ်လာပါစီဆိုတာကြောင့်လည်းချက်သွားခဲ့ပါ යි ဆူတောင်းစာလေးကိုတစ်ပင်ပေါ်မှာချိတ်ခဲ့ရင်းနဲ့တနေကုန်လျှောက်သွားခဲ့ရာကြောင့်အပြန်ချင်းခဲ့တဲ့မင်းသားကိုဆစ်ဆိုးနေတဲ့မင်းသားလေးနဲ့အမန်လာကလည်းလုပြလိုက်ပါ යි အဲဒါကြောင့်ပဲမင်းသားစီကမုတ်သွားဝယ်ဖို့အတွက်မုတ်ဆန်ဝင်သွားခဲ့တဲ့အခါမှာတော့ယူဆဲလူတွေကမင်းသားစီကိုလည်းရှင်းဖို့လည်းကြိုပြီးတော့စောင့်နေခဲ့ကြပါ යි ကိုယ်ကတော့တမူးကမျိုးစားသားကိုတယောက်တည်းရှေ့ကခံပြီးသွားခဲ့ရာကြောင့်လိုက်သွားခဲ့တဲ့အခါမှာတော့မိဖုရားကြီးစီကိုသွားတာမှန်လည်းတိလိုက်ရပါ යි